ဗုဒ္ဓကိုဘာလို့ကိုးကွယ်နေကြတာလဲတေပိတာဖះကိုဘာလို့ကိုးကွယ်နေကြတာလဲတေပိတာဖះကိုကိုးကွယ်နေတော့ဘာရီများအချိုးကျဉ်စုရနေလို့လဲဘာရီများလှုပ်ပေးနိုင်လို့ကိုးကွယ်နေကြတာလဲဆိုတော့ဒီမေကွန်းဟာဓမ္မယုံကြည်တစ်ခုလုံးကိုဟိမ့်သွားစေခဲ့ပါတယ်ဘာသာမဲအနောက်နိုင်ငံသားဇီဝဗေဒပညာရှင်ကြီးတယောက်ကထပြီးမေးလိုက်တာပါဒီတော့ကဝီနီးအရာမှာအင်မတန်ကျွမ်းကျင်လာတဲ့ဒီဆရာတော်ကအေးမေကွန်းကောင်းမဲလို့ဆိုပြီးအခုလိုပဲပြန်လဲဖြေချားခဲ့ပါတယ်ကဘာပေါ်မှာရှိတဲ့ဘာသာတွေတော်တော်များများကဖះရှင်ကစောင့်ရှောက်တယ်ဖះရှင်ကတာဝန်ယူတယ် ိုတဲ့ဝါရတွေပေါ်အရှိခံထားတဲ့ဘာသာတွေဖြစ်တယ်ဒါပေမဲ့ဗုဒ္ဓကတော့ဘာကိုမှတာဝန်မယူပါဘူးဘာဖြစ်လို့တာဝန်မယူလဲဆိုရင်တာဝန်ယူလို့မရလို့ကိုမယူတာဒါပေမဲ့ဗုဒ္ဓကလမ်းကြောင်းနဲ့တွေကိုအများအမ်းပြပေးတယ်ဘယ်လမ်းကိုရှောက်ရင်တော့ကောင်းကျိုးချမ်းသာကိုရစေပြီးဘယ်လမ်းကိုရှောက်ရင်တော့မကောင်းတဲ့အကျိုးတရားတွေကိုရစေတယ်စသည်ဖြင့်ဒီလိုလမ်းကြောင်းတွေကိုပဲဗုဒ္ဓကမိမောင်းထိုးပြတာပါဒကာကြီးနားလည်အောင်လို့ဥပမာလေးတစ်ခုနဲ့ပေးပြီးပြောပါမယ်ဥပမာလူတယောက်ကိုဒကာကြီးကတက်ရင်ဒကာကြီးကထောင်ကြမှာပဲအဲ့ဒါကိုထောင်မကြအောင်လို့ဆိုပြီးဗုဒ္ဓဘုရားရှင် ရှင်ပါဝင်တခြားဖန်ဆင်းရှင်ဘုရားရှင်တွေကိုကဲပါလို့ပြောလဲဘယ်ဘုရားရှင်မှဒကာကြီးကိုထောင်မကြအောင်မကဲနိုင်ပါဘူးထောင်ကကြမှာပဲလေဒါကလောကရဲ့နိယာမပါပဲဒီကိစ္စတွေမှာတော့မှပဲဗုဒ္ဓဘုရားရှင်ပါဝင်ဘယ်ဖန်ဆင်းရှင်ဘုရားရှင်ကမှတာဝန်မယူနိုင်တာကိုတမလွန်ဘဝအထိဘုရားရှင်တွေကတာဝန်ယူနိုင်တယ်ဆိုတာကဖြစ်နိုင်ပါမလားဒါပေမဲ့ဗုဒ္ဓကအေးဒီလိုလူတက်လို့ရှိရင်ပြစ္ဆုတ်ဘဝမှာလည်းဒုက္ခတွေရောက်နိုင်တယ်လို့တန်တရာအတွက်လည်းလုံးဝမကောင်းဘူးဒါအပြင်ဒီလိုဖြစ်တယ်ဆိုတာဒေါသတွေမုန်းတိစိတ်တွေဂလက်စားရှည်ခြင်းတဲ့စိတ်တွေဒီစိတ်တွေကြောင့်ဖြစ်ရ ရတာဒီစိတ်တွေကိုသတိနဲ့ကဲ့ပြီးထိန်းနိုင်ရင်ကောင်းကျိုးရှမ်းသာတွေရနိုင်တယ်လို့မထိန်းနိုင်ရင်လည်းဒုက္ခတွေရောက်တတ်တယ်ဆိုတာကိုဗုဒ္ဓကလမ်းပြတာဗုဒ္ဓကတာဝန်ယူရှင်မဟုတ်လမ်းပြရှင်သာဖြစ်တယ်ဒါအပြင်ဒီလောကကြီးမှာဘသူကမှလည်းဘသူကိုတာဝန်ယူနိုင်စွမ်းမရှိပါဘူးဒါကြောင့်ဗုဒ္ဓကအတ္တဟိအတ္တနောနာထောကိုကိုကိုတာအာကိုရာဆိုပြီးဟောခဲ့တာဖြစ်ပါတယ်ဗုဒ္ဓကအမြဲတမ်းလမ်းနဲ့တွေ့ကိုပြပေးတယ်ကိုကြိုက်တာကိုရှောင်းကိုလုတ်တာကိုရမယ်ဒါကဒကာကြီးတို့နားလည်အောင်အလွယ်ကူဆုံးဥမာလေးနဲ့ပေးလိုက်တာပါနောက်ထပ်မေးခွန်းတစ်ခုရဲ့အဖြေကကိုရောလုံးက ဗုဒ္ဓကိုကိုးကွယ်တာမဟုတ်ဘူးတရားတော်ကြီးကိုကိုးကွယ်တာဗုဒ္ဓရဲ့တရားတော်ကြီးကဘယ်ဘာသာနဲ့မှမတူတဲ့လောကရဲ့ညမာတွေနဲ့ထက်တူကြနေတဲ့တရားတော်ကြီးဖြစ်နေလို့ကိုကိုးကွယ်တာဖြစ်ပြက်သဘောတရားလောကကြီးရဲ့မတည်မြဲတဲ့သဘောတရားခန္ဓာရဲ့ပေါက်ပြန်တက်တဲ့သဘောတရားအိဉ္စရဲ့သဘောတရားကမထမ်းရဲ့သဘောတရားဒီတရားတော်ကြီးကဘယ်ဘာသာမှမဟောထားခြင်းမရှိတဲ့တမှုထူးခြားတဲ့တရားတော်ကြီးဖြစ်နေတဲ့အတွက်လောကရဲ့ညမာတွေနဲ့ထက်တူကြနေတဲ့တရားတော်ကြီးဖြစ်နေတဲ့အတွက်ကိုကိုးကွယ်တာဒကာကြီးတို့လည်းဇီဝဗေဒပညာရှင်ကြီးဖြစ်နေတဲ့အတွက်လောကရဲ့ညမာ လောကရဲ့ဇီဝဗေဒပညာကိုနားလည်မယ်လို့ထင်ပါတယ်ဒီဇီဝဗေဒပညာရက်ဒီကိုနားလည်ရင်လောကရဲ့နိယာမကိုလည်းနားလည်မယ်လို့ထင်ပါတယ်ဥပမာမဲ့ဒကာကြီးတို့ဇီဝဗေဒပညာရက်ဘက်ကနေပြောမယ်ဆိုရင်နွယ်ပင်လေးတွေကကြီးလာရင်နွယ်ရည်ပက်ရမယ်ဆိုတာဘယ်သူမှပြုလုပ်ထားတာမဟုတ်ပါဘူးလောကရဲ့သဘာဝအရာဒီအပင်တွေကကြီးလာရင်ဒီလိုပြုမှုရမယ်ဆိုတာသူ့အတူအော်တိုသွားနေတာပါတီးရမယ့်အပင်ကတီးတယ်ပွင့်ရမယ့်အပင်ကပွင့်တယ်ဒါသူ့ရဲ့ process နဲ့သူလောကကြီးကသူ့အတူသွားနေတာဖြစ်ပြီးရင်ပြက်နေတာဒါတွေကဘယ်သူမှဖန်တီးထားတာမဟုတ်ပါဘူး ဘသူမှ